ပတိမရမာတဲ့ဒိဋ္ဌိပြုတ်တယ်လို့ဆိုပါတယ်တဲ့ဒီလိုမျိုးဆိုလို့ရှိရင်တဲ့ပုတုဇဉ်အနေနဲ့ဒုစရိုက်၁၀ပါးစလုံးကလွတ်အောင်မိတို့ရှောင်ရမည်နေတခြားသောဒုစရိုက်တွေကိုလွတ်အောင်ရှောင်ရရနိုင်ပေမဲ့လေတဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒုစရိုက်ကိုမူမိတို့ရှောင်ရမည်နေဒုစရိုက်တမားများဖြစ်ကုန်ရဤဆိုပြီးတော့မှမိထားပါတယ်ဆရာဟုတ်ပုတုဇဉ်မှန်ရင်ဒိဋ္ဌိနဲ့မကင်းဘူးဆိုတာတော့မှန်တယ်ဟုတ်ကဲ့နောက်သောတပတ္တိမက်နဲ့ မပယ်ရသေးဘူးဆိုရင်ဒိဋ္ဌိတန်လန်းရှိနေတယ်ဆိုတာလည်းမှန်တယ်။သို့သောဒီနှချက်ကိုခြေပြုပြီးတော့ဒါဖြစ်ရင်ပုထုဇဉ်မှန်သမျှဟာသောတာပတ္တိမဲ့မရသေးတဲ့ပုထုဇဉ်မှန်သမျှအလုံးဟာဒိဋ္ဌိနဲ့မကင်းဘူးဆိုတဲ့အတွက်မိစ္ဆာဒိဋ္ဌိတွေဖြစ်ကုန်ရာကြီးလို့သူကမနောတုစရိုက်ကျမှာပါတယ်မိစ္ဆာဒိဋ္ဌိကိုသူကဟိုအဖို့ပြုပြီးတော့အာကုပြီးတော့ပြောထားတာပေါ့နော်အဲ့ဒါကတော့မှားတယ်ဗျာနော်အဲ့ဒါလေးကိုတော့နည်းနည်းရှင်းဖို့လိုတာပေါ့နော်အဲ့တော့ဘာလို့လဲလို့ဆိုတော့မိစ္ဆာဒိဋ္ဌိဆိုတာကံကံဤအကျိုးကိုပြစ်ပယ်ပြီးတော့ နော်ရှေးဘဝမယုံနောက်ဘဝမယုံပါဗျာတန်ကိုင်းကျိုးကိုပြစ်ပယ်ပြီးတော့ညစ်တာမိစ္ဆာဒိဋ္ဌိကိုသာလင်ကျွန်တော်တို့ဗုဒ္ဓဘာသာမှာဒါမိစ္ဆာဒိဋ္ဌိဟိုဟာပေါ့မနောတ္တဇိုက်မိစ္ဆာဒိဋ္ဌိလို့ဒီလိုယူတယ်အဲ့ဒါလို့မှမဟုတ်ရင်တော့မိစ္ဆာဒိဋ္ဌိလို့ကောက်လို့မရအောင်ဆိုလိုတာကလောကဓမ္မရှိတတ္တဝါမှာမန္တမအာလုံးပေါ့လောကဓာတ်အာလုံးမှာရှိတဲ့တတ္တဝါမန္တမအာလုံးဟာရှေးအတိတ်ကံကြောင့်တတ္တဝါတွေဖြစ်လာကြတယ်ဖြစ်လာပြီးတဲ့နောက်မှာသူတို့ဘာလုပ်လဲဆိုရင်နောက်ထပ်ကံတွေပဲထပ်ပြုလုပ်ကြတာပဲခန္ဓာဝစီမနာဆိုပြီးကံတွေပြုလုပ်ကြတာ ဲ့ဒီဘဝကသုတိသွားပြန်ရင်လည်းမျက်မှောက်ဘဝကသုတိသွားပြန်ရင်လည်းနောက်အနာဂတ်ကာလဆိုတာရှိတယ်နိဗ္ဗာန်မရောက်ချင်းအဲ့ဒီကြရင်ဘာပါသွားသလဲဆိုရင်ခုနပြောတဲ့ကံသစ်ကံဟောင်းနှစ်ရက်ပေါင်းစံနေပါသွားတာပေါ့တိတ်ဘဝပြုခဲ့တဲ့ကံနဲ့အကျဉ်းချံနေရှိမှာပေါ့ဗျာတန်တရားတစ်ချောင်းလုံးပါပြစ္ဆုတ်ဝံကံပြုလုပ်တဲ့ဟာတွေရှိမှာကံသစ်တွေပေါ့အဲ့ဒီကံသစ်ကံဟောင်းနှစ်ရက်ပေါင်းစံနေအနာဂတ်ဘဝခန္ဓာကိုဖြစ်စေပြီးတော့ဆက်ပါသွားတယ်ပေါ့နော်ဒါမှသမာဓိတိဖြစ်တယ်ပေါ့အဲ့တော့ဗုဒ္ဓဘာသာတွေမှန်သမျှဒီလိုမျိုးယူဆထားတာကြီးပဲဒါကြောင့်ဒီနေရာမှာသူ့ကို ဟိုနိယတမိစ္ဆာဒိဋ္ဌိလိုမျိုးမိစ္ဆာဒိဋ္ဌိဖြစ်ကုန်ရပြီလို့ဆွတ်ဆွဲလို့မရဘူးပေါ့နော်သောတာပတ္တိမဲ့နဲ့ပယ်တဲ့ဟာကတတ်တတ်ပေါ့ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကလျာဏပုထုဇဉ်ဖြစ်နေအယူမြင်မှန်ကန်စွာနဲ့နေနိုင်တဲ့နိလန်းတွေအများကြီးရှိတယ်ဥပမာပဋ္ဌာန်းတစ်ခုပဋ္ဌာန်းတေသနာတစ်ခုကြည့်ပေါ့ကမ္မပစ္စည်းမှာကံနဲ့ပတ်သက်ကုသလကုသလံကမ္မံဝိပါကံံခန္ဓာနံကတ္တတာစရူပနံကမ္မပစ္စည်းနာပစ္စည်းရော စေရနာသာမြုဒ္ဒကနံဓမ္မနံတန်သမုဋ္ဌာနာနိသရူပနံကမ္မပစ္စေနာပစ္စယောတန်ကြဖို့မှာပေါ့နော်အဲ့တော့အဓိပ္ပာယ်ပြောရင်ကုသလကုသလံကံမံကုသုအကုသုဆိုတဲ့ကံတရားတွေကြောင့်နော်ဝိပါကနံခန္ဓာနံကတ္တတသရူပနံဝိပါကနံခန္ဓာနံဝိဘက်နာမခန္ဓာဒါပဋိစ္စံနေခိုင်မှာဖြစ်တဲ့ဟာပေါ့ဝိဘက်နာမခန္ဓာဆိုတော့နံခန္ဓာ၄ပါးကတ္တတသရူပနံကတ္တတဆိုတော့ကံကြောင့်ဖြစ်တဲ့ရုပ်ကိုပြောတာအဲ့တော့နာမခန္ဓာ၄ပါးနဲ့ ကမ္မဇယုတ်တပါးဆိုခန္ဓာ၅ပါးပဲလေနော်နာခန္ဓာ၄ပါးနဲ့ယုတ်ခန္ဓာတပါးပေါ့ကတ္တဒသရူပနဲ့ကမ္မပစ္စေနာပစ္စယောအဲ့ကံရဲ့အစွမ်းသတ္တိကြောင့်ပဲဒီဘဝခန္ဓာကိုဖြစ်ပေါ်စေတယ်ခန္ဓာ၅ပါးကိုပြီးရင်စေတနာသံယုတ်တကဏ္ဍတမဏံဒီဘဝခန္ဓာရပြီးရကမှာစေတနာဟာကံပဲလေစေတနာဟံဘိက္ခေကမ္မဝရမိစေတနာဟာကာယဝစီမနသုံးပါးနဲ့ပေါင်းတဲ့ကကံအမိထွက်သွားတာပဲကာယကံဝစီကမနောကဒါပစ္စုပ္ပံကံနေပြီလို့ကြတယ်ဒါကြောင့်စေရနာသံယုတ်တကဏ္ဍတမဏံတန်သမုဋ္ဌာနာနိစရူပနာ အဲ့ဒီစေရနာကံနဲ့လျော်ညီတဲ့ရုပ်တွေကိုတစ်ခါပြန်ပြီးထုတ်လို့တာပဲပေါ့နော်အဲ့ဒါလိုလေးကြည့်သွားရင်ဒါသမာဓိတိဖြစ်တယ်ဒါဆိုရင်မိစ္ဆာဒိဋ္ဌိယူဝါဒကလွတ်တယ်လို့ဒီလိုယူမှမှန်တယ်နော်သူစစ်ဆေးချက်မျိုးကမဟုတ်ဘူးမမှန်ဘူးအဲ့တော့နောက်တစ်ခုအထူးမှတ်ဖို့တစ်ခုရှိတယ်ကံသုံးပါးရှိတယ်ကာယကံဝစီကံမနောကံအဲ့ဒီမှာမနောကံဟာကာယကံဝစီကံမပါတော့လဲပဲမနောကံစိတ်ကဖြစ်ကာမြနဲ့သူကကံမြောက်တယ်ဒါကြောင့်မနောတုစရိုက်သုံးပါးဆိုတာအဘိဇ္ဇာပြဘာဒမိစ္ဆာဒိဋ္ဌိ ဒီသုံးပါမနောတစ္ဆေသုံးပါကာယကံနဲ့ဝစီကံကတော့မနောကံမပါဘဲနဲ့ကာယကံအဆင့်ကိုမရောက်ဘူးဝစီကံရောက်ဖြစ်ကိုမရောက်ဘူးပေါ့နော်ဒီကံတွေတွဲပြီးတော့ပါတယ်အဲ့တော့အဓိကပြောချင်တာကမနောတစ္ဆေချက်မှာရှိတဲ့မိစ္ဆာဒိဋ္ဌိအဲ့တော့မိစ္ဆာဒိဋ္ဌိဆိုတဲ့နေရာမှာဗြဟ္မဇာလသုံးပါမိစ္ဆာဒိဋ္ဌိ62ပါဟောထားတယ်အဲ့ဆိုပဲအဲ့ဒီမိစ္ဆာဒိဋ္ဌိ62ပါဟာတပါးချင်းတပါးချင်းလိုက်ပြီးတော့ပယ်သက်စရာမလိုဘူးဒါဘုရားဗုဒ္ဓဘာသာမှာပေါ့နော်အဓိကဘာလဲဆိုရင်အတိတရာအညာတစ်ခုဆိုသလို သက္ကာယဒေဂျီတို့ခုကိုပယ်လိုက်တာနဲ့62ပါးသောဒေဂျီတွေအကုန်လုံးကင်းစင်သွားတယ်။ဒါပြင်သက္ကာယဒေဂျီဆိုတာဗာလဲဆိုတော့ဒီခန္ဓာ၅ပါးပေါ်မှာအမြင်မှားမှုပဲ။ပါဠိလိုပြောရင်တော့တန်တော်တန်ဝိဇ္ဇကမာနောကာယောသက္ကာယောမိစ္ဆာဝတိနဒေဂျီသက္ကာယဒေဂျီပေါ့။တန်တော်ဆိုတာထင်ရှားရှိသောတန်ဝိဇ္ဇမာနောပရမတ်ထသဘောအရထင်ရှားရှိသောကာယောရုပ်နာအပေါင်းစုကိုသက္ကာယောသက္ကာယလို့ခေါ်တယ်။ အထင်ရှားရှိတဲ့ပရမတ္ထသဘောရအထင်ရှားရှိတဲ့ယုံနယ်မန္တမယဝတ္တကာယလို့ခေါ်တယ်ဒီခန္ဓာကိုပေါ့နော်အဲ့ဒီယုံနယ်နာ၅ပါးယုံနယ်နှစ်ပါးခန္ဓာ၅ပါးဆိုတဲ့တက္ကာယအပေါ်မှာမိစ္ဆာဝတေနမှားသောအစွမ်းဖြင့်မှားသောအယူဖြင့်ပေါ့နော်မိစ္ဆာဝတေနဒိဋ္ဌိမြင်ခြင်းရှုမြင်ခြင်းသည်တက္ကာယဒိဋ္ဌိနော်ခန္ဓာ၅ပါးပေါ်မှာဟာအမှန်မြင်သွားပြီးတော့နော်ယုံနယ်ဓမ္မကိုပိုင်းခြားပြီးတော့သိမယ်ဖြစ်ပျက်ကိုသိပြီးအမှန်မြင်သွားပြီးလို့ဟိုတလေးတန်ချနိုင်ပြီလို့ဆိုရင်ဒါတက္ကာယဒိဋ္ဌိပြုတ်တာပဲဒါက စာတင်ထားတဲ့အသိဉာဏ်ပြုတ်တဲ့ဟာတစ်မျိုးပေါ့ဗျာခန္ဓာအကျင့်နဲ့ကျင့်တဲ့ဟာတစ်မျိုးပေါ့သူအစစ်အစစ်တော့ရှိကြပေါ့နော်ပယ်သက်ပုံကတော့အဲ့ဒီသက်ကာယတ္တိကိုမက်နဲ့အနုတ္တိယကနေပယ်သက်လိုက်ပြီဆိုရင်ဒီပုဂ္ဂိုလ်ကဒါပုရိသေမဟုတ်တော့ဘူးသောတာပန်ဖြစ်သွားပြီပေါ့နော်အဲ့ဒီလိုသက်ကာယတ္တိကိုပယ်နိုင်ဖို့ကလည်းပဲသောတာပတ္တိမက်မှသာလင်းစွမ်းဆောင်နိုင်တယ်သို့သောသောတာပတ္တိမက်မရသေးတော့လည်းပဲအကျဉ်သူတူဦးတယောက်စီနော် မှန်ကန်သောအမြင်မှန်ကန်တဲ့အတွေ့အခေါ်မှန်ကန်သောကြံစည်မှုမှန်ကန်သောရှေ့ရှုမှုတွေနဲ့တမာဒိဋ္ဌိအမြင်တွေရှိနေမယ်။ကံကံကြီးကျိုးကိုယုံကြည်နေမယ်။ဒုစရိုက်ဆယ်ပါးကိုရှောင်မယ်။သုစရိုက်တရားကိုပြုကျင့်မယ်။ပုံညာကရိယာဆယ်ပါးကိုပွားများမယ်လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကမိစ္ဆာဒိဋ္ဌိကိုခေါ်လို့မရတော့ဘူး။သူကမိစ္ဆာဒိဋ္ဌိရှိတယ်လို့လည်းပြောလို့မရတော့ဘူး။ဒါကိုအမြင်ရှင်းဖို့လိုတယ်။အဲ့တော့နံပါတ်၁ချက်ကကံကံကြီးကျိုးကိုယုံကြည်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒုစရိုက်ဆယ်ပါးကိုရှောင်ကျင်မယ်။ရှောင်ကျင်မှုအတွက်ဒုစရိုက်ဆယ်ပါးကိုအရင်သိဖို့လိုတယ်။ ကာယဒုစရိုက်၃ပါးရှိတယ်ဝစီဒုစရိုက်၄ပါးရှိတယ်မနောဒုစရိုက်၃ပါးရှိကာယဒုစရိုက်၃ပါးဆိုတာပါဏာတိပါဒအဋ္ဌိဏ္ဍာနာကာမေသူမိစ္ဆာစာတာဝစီဒုစရိုက်၄ပါးဆိုတာမုဇာဝါဒပိသုဏဝါစာပရုဇာဝါစာတမ္ပပလဘဝါစာမနောဒုစရိုက်၃ပါးဆိုတာအဘိဇာပြပါဒမိစ္ဆာဒိဋ္ဌိခုနပြောတဲ့အဒီထဲမှာပါတယ်ဗောနောမိစ္ဆာဒိဋ္ဌိအဲ့ဒါကိုရှောင်ကျင်မယ်လို့ဆိုရင်သူစရိုက်၁၀ပါးဖြစ်သွားတယ် ်အန်တကက်ကက်လေးနော်ဒူးစရိုက်၁၀ပါးကိုပြောပြီးပြီအဲ့ဒီဒူးစရိုက်၁၀ပါးကိုရှောင်ကျင်လိုက်တာ ਨੇ သူစရိုက်၁၀ပါးပြုကျင်ပြီးသားဖြစ်သွားတယ်ရှောင်ကျင်နေဆိုဗာလဲဆိုတော့စကလုံးအပြည့်ပြောရင်ဝိရမဏိလောက်တာပဲခုနကဘာနာတိပါတာစီဒူးစရိုက်ဘာနာတိပါတာဝိရမဏိသိခပါတယ်ဆိုရင်ရှောင်ကျင်လိုက်ရင်သူစရိုက်ဖြစ်သွားတယ်အာဒိဏဒါနာဝိရမဏိကာမေတုမိစ္ဆာစာရဝိရမဏိသူစရိုက်ဆက်ဖြစ်လာပြီနော်မုဇာဝါဒဝိရမဏိပိသုဏဝါစာဝိရမဏိပရိသဝါစာဝိရမဏိတံဖတ်ပလာပဝါစာဝိရမဏိပြီးရင် ဟိုမနောတုဇ္ဇရှိတယ်အဘိဇ္ဇာပြပါတာမိစ္ဆာဒိဋ္ဌိအဘိဇ္ဇာကိုအဘိဇ္ဇာဝေရမဏိလို့ပြောလို့တော့မရဘူးသူစရက်ရောက်သူတို့ကတမျိုးပြောင်းသွားတယ်မနောတုဇ္ဇရှိတော့နအဘိဇ္ဇာနော်အဘိဇ္ဇာမဖြစ်စေပဲနဲ့အပြပါတာအာရုဏတို့ဆိုပဋိစေတာအနက်ဆန့်ကျင်ပဲလို့တာနအမိနအဘိဇ္ဇာအပြပါတာမိစ္ဆာဒိဋ္ဌိကြတော့တမာဒိဋ္ဌိနော်တမာကောင်းစွာပေါ့နော်မှန်ကန်တဲ့အမြင်မှန်ကန်တဲ့အတွေ့အကြုံမှန်ကန်သောကြံစီမှုပေါ့အဲ့ဒါလိုရှောင်ကျင်လိုက်ပြီးပြီးရင်ဘာလုပ်လဲဆိုတော့မဟုတ်တာတွေတော့အကုန်ရှောင်လိုက်ပြီး ုတ်တာတွေလောက်အောင်ပါပေါ့နော်မတည့်တဲ့အစားအစာတွေရှောင်လိုက်ပြီးပပိသေးဘူးလေအာရဖြစ်တဲ့အစားအစာစားအောင်မယ်အဲ့လိုစားဖို့အတွက်ကပုံညကရိယာ၁၀ပါးရှိတယ်ဒါအခုပြောနေတဲ့တရားတွေဟာအန္တပုရုဇဉ်ကနေကလျာဏပုရုဇဉ်ကိုရှော့တင်လိုက်တာကလျာဏပုရုဇဉ်ကိုရောက်လာတာနဲ့တပြိုင်တည်းခုနမိစ္ဆာတိတိယူဆောင်မရှိတော့ဘူးသူဆွဆွဲတဲ့ဟာတွေမဟုတ်ဘူးအဲ့တော့ပုံညကရိယာ၁၀ပါးကိုပြန်ကြည့်ပွားများများဒါနသီလဘာဝနာအပ္ပဆယနာဝေယဝိသပဋိဒါနပဋ္ဌာနုမောဒနာဓမ္မသဝနာဓမ္မဒေသနာ ဒိဋ္ဌိစုကံမှာအဲ့ပုံရကိရိယာ၁၀ပါးဘုရားဘာသာလေးဒါလုံးလေဒါနဆိုတဲ့ပေးကံခြင်းလုပ်တယ်သီလဆိုတဲ့စောင့်တည်ခြင်းလုပ်တယ်ဘာဝနာဆိုတဲ့ပွားများခြင်းလုပ်တယ်အပ္ပဆန္နဆိုတဲ့ respect ပေါ့ဗျာအယုဒေပြုတဲ့ဟာပေါ့နော်ရှိတယ်ဟိုကာရဝတရားပေါ့ပါဆန္နဝေယဝိသဆိုတဲ့ကောင်းမှုကုသိုလ်လုပ်မှာကာယကံကုသိုလ်ဝစီကံကုသိုလ်တွေနဲ့လုပ်ကြတယ်ပဋိဒါနအမြတမ်းပေးဝဲတယ်ပဋ္ဌာနုမောဒနာတာတုခေါ်တယ်တာတခုစလုံးကပုံညာကရိယာတဲ့မှာ ဓမ္မသဝနာတရားတွေနာကြားကြတယ်ဓမ္မဒေသနာတရားတွေဟောကြားကြတယ်ဒေဋ္ဌိစုကံမှာအယူမြင်ဖြောင့်တယ်အဲ့တော့ဒေဋ္ဌိစုကံမှာဒီ၁၀ပါးမှာမိမ့်မယ်ခုနကပြောတယ်မိစ္ဆာဒိဋ္ဌိကလွတ်တာပဲမှန်ကန်တဲ့အမြင်ပေါ့အမှန်ကန်တဲ့အတွေ့အကြုံကြံစီမှုရှေ့ရှုမှုအဲ့ဒီမှန်သောအမြင်နဲ့ဒီနောက်ဆုံးဖြစ်တဲ့ဒေဋ္ဌိစုကံမှာဒီ၈ပါးစလုံးမှာအကုန်သွင်းယူပါတယ် ဒါနလုပ်ရင်လည်းဒေဋ္ဌိစုကံမပါရတဲ့အယူမြင်စင်ကြယ်မှအဲ့ဒီဒါနစီမိစ္ဆာယူရနေလွတ်တယ်။သီလဆောက်တည်လည်းအယူမြင်စင်ကြယ်ပါမှမိစ္ဆာယူရလွတ်တယ်။အဲ့တော့ဒေဋ္ဌိစုကံမှာအပါဝင်ပုံညာကရိယာ၁၀ပါးကိုကောင်းကောင်းမွန်မွန်နဲ့ကျင့်သုံးနေတဲ့ကလျာဏဘုဒ္ဓရှင်အဖို့ကတော့ခုနကမိစ္ဆာဒေဋ္ဌိကြီးဖြစ်ကုန်ရည်ဆိုတာအဝေးကြီးပါ။နော်ဒါမိစ္ဆာဒေဋ္ဌိကံကမဟုတ်ဘူး။ကံကံကြီးလည်းယုံကြည်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဒါတော့မြတ်စွာဘုရားရှင်ကတ ত্ত্ব ဝတ္ထုကိုကြည့်မယ်လို့ဆိုရင်တစ်ချက်ချင်းကြီးသူ့ဟိုဟာပေါ့ကမ္မထမ်းပေးတာမဟုတ်ဘူး။ ိုဒီကလျာဏဗုဒ္ဓဇင်လားအန္တဗုဒ္ဓဇင်လားဥက္ကဋိတင်ညူလားဝိပင်စီတင်ညူလားနေရလားဗရပ္ပမအကုန်ကြည့်တယ်ကြည့်ပြီးတဲ့အခါမှာအန္တဗုဒ္ဓဇင်ဖြစ်နေရင်ကလျာဏဗုဒ္ဓဇင်ဖြစ်အောင်ဆွတ်တယ်ကလျာဏဗုဒ္ဓဇင်ဖြစ်ပြီးတော့မှခုနကပြောတဲ့ဟိုသမုဂ္ဂန်တိကဒေသနာပေါ့နော်သစ္စာနဲ့ပတ်သက်တဲ့ဒေသနာကိုချပေးတယ်တတိပဋ္ဌာန်ဆိုတာထိတ်ဆုံးပါပဲဒါဏီကုန်းချုပ်ပါမယ်တတိပဋ္ဌာန်တစ်ချက်နားထောင်ကြည့်လက်သာပြချင်ဟောပြီးဣဒဘိခွေဘိခုကာယေကာယံနုပ္ပတိဝိဟရတိအာတပိတံဇာနောတတိမဝိနေယလောကေအဘိဇာဒေါမနတံကာယ ानु ပဒနာကိုပြောတယ် ဝေဒနာနုပသနာကျင့်မဲ့လူလည်းဒီတိုင်းပဲဣဒဘိကွေဘိကုကာယကဝေဒနာသူဝေဒနာနုပတိဝိဟာရတိအာတာပိသမဇာနောတတိမဝိနေယလောကေအိစ္ဆာဒေါမနတစိတ်တာနုပသနာသမစိတ်တိစိတ်တာနုပတိဝိဟာရတိအာတာပိသမဇာနောတတိမဝိနေယလောကေအိစ္ဆာဒေါမနတဓမ္မေသူဓမ္မနုပတိဝိဟာရတိနောဓမ္မနုပသနာအာတာပိသမဇာနောတတိမဝိနေယလောကေအိစ္ဆာဒေါမနတမြန်မာလိုလေးပြောလိုက်ရင်ရှင်းသွားတယ် ဣဒ္ဓဘိက္ခုဘိက္ခုတဲ့ဘိက္ခုချက်စားယဟန်တို့ဣဒ္ဓငါဖရာဤသာသနာတော်၌ဘိက္ခုတန္တရာကိုဘေးလို့ရှုမြင်လေးရှိသောလူလူဘိက္ခုယံယံဘိက္ခုတို့သည်တဲ့ကာယေကာယ ानु ပတ်တိဝိဟာရတိကာယေရုပ်ပေါင်းတို့၌ကာယ ानु ပတ်တိအဖန်ဖန်စိတ်စိတ်ဉာဏ်ဖြင့်ကြိတ်ချေ၍ဝိဟာရတိနေ၏ဘယ်လိုနေသလဲဆိုထပ်ပြောတယ်အာတာပိသမဇာနောတတိမဝိနေယလောကေဘိဇာဒေါမနတလာပြီနော်အာတာပိပြင်းစွာသောလုံးလဝရိယရှိစီဖြစ်၏တဲ့သမဇာနောကောင်းစွာအပြားအဖြစ်တိကျသောဉာဏ်ပညာဆင်ခြင်ရှိသည်ဖြစ်၏ တတိမှာအကောင်းဆုံးအမှတ်ထင်ထင်အောက်မေ့လေရှိသောတတိစီလည်းအကောင်းတဲ့တတိတည်းရှိသည်ဖြစ်၍လောကီလောကဒီဟူသောဥပဒဏ်နဲ့ခန္ဓာ၅ပါးပေါ်၌အဘိဇာတတ်မဲ့ခြင်းဖြင့်ရှေးရှုကြံစီခြင်းဒီဟူသောလောဘဇာပါဒရှေးရှုကြံတိုင်းမရတိုင်းနဲ့နှလုံးမသားမရဖြစ်ခြင်းဒီဟူသောဒေါမနတအဲ့ဒီ၅ပါးကို ဝိနည်းယတတင်္ဂပဟံဝိခံပနပဟံပယ်ဖြောက်ခွာ၍တဲ့ကာယရုပ်ပေါင်းလုံးနဲ့ကာယနုပ္ပတ်စီအဖန်ဖန်စိတ်စိတ်ဉာဏ်ဖြင့်ချိန်ချီ၍နေဝိရတ္တိနေအဲ့ဒီမှာမနောတုစရိုက်ကိုပြောပြီနော်ဝိပဿနာအထုရကအတုစရိုက်ကိုထိန်းတာမဟုတ်ဘူးဝစီတုစရိုက်ထိန်းတာမဟုတ်ဘူးသီလကသူ့အတူလုပ်ပြီးသွားပြီမနောတုစရိုက်ကိုထိန်းတဲ့ကမှာအဘိဇ္ဇာပြာပါဒဝိသဒိဋ္ဌိ၃ပါးမှာနော်အာတပိတံဇာနောတတိမှာဝိနည်းယလောကီ အဘိဇ္ဇာဒေါမနတံအဘိဇ္ဇာနဲ့ဒေါမနတကိုပဲဖယ်ခိုင်းတယ်မိစ္ဆာဒိဋ္ဌိကိုမြတ်စွာဘုရားကျင့်မဖယ်ခိုင်းဘူးတိကျပယ်စရာမလိုဘူးဟိုမှာကမ္မသက္ကတသမာဓိလည်းရလာပြီပြီနာမရူပပရိစေဒလည်းတိလာပြီပြီသစ္စာပရိက္ခာဆိုတဲ့တတိယမျက်လုံးလည်းရပြီပြီဒီမှာဝိပဿနာဉာဏတသနာသမာဓိဝင်နေတဲ့ပုဂ္ဂိုလ်ကလျာဏပုထုရှင်ကိုဟောတာဟာအဓိပ္ပာယ်ပြီးတော့မှလောကုတ္တရာဉာဏတသနာမျက်လုံးဆိုတဲ့မက်ဖို့ပေါ့နော်ရတဲ့ဟာအစဉ်ကနှလုံးကတော့ထားလိုက်ဒီဘက်၃ဘိုင်းကိုဖြတ်လာပြီးသားဖြစ်တဲ့ကလျာဏပုထုရှင်ဟာအဘိဇ္ဇာရဲ့ဖြာပါဒရဲ့ ဒီနှစ်ခုကိုဝိနေယတတင်ကဝိခံမနာပယ်ဖြောင်းလို့ပြောတာမိစ္ဆာဒိဋ္ဌိမပါတော့ဘူးဒါကြောင့်သူကသူပြောတဲ့ဟာလေးကသူကသူအပေါ်ယံကျော်လေးမေကွန်လက်ရှင်ကပြောသွားတာနော်အဲ့တော့သောတပတ္တိမေယံမှာဒိဋ္ဌိပြုတ်တယ်လို့ပြောတယ်သောတပတ္တိမေမကြသေးတဲ့ဘုသူရှင်တွေအတွက်တော့ဟာလာမိစ္ဆာဒိဋ္ဌိကရှိနေမှာပဲဒိဋ္ဌိတန်လန်းဆိုရင်ဒုစရိုက်ဇမားကြီးဖြစ်ကုန်တော့မယ်ဆိုပြီးတော့မိစ္ဆာဒိဋ္ဌိနဲ့ဒီတက္ကရာဒိဋ္ဌိနဲ့ရောပြီးတော့နော်မကွဲပဲနဲ့မေးခြင်းဖြစ်ပါတယ်ဒါကြောင့်မိစ္ဆာဒိဋ္ဌိဆိုတာကံကံကြီးကြိုးကိုယုံကြည်ပြီးတော့ ဟလာယုံကြည်မှုမရှိဘဲနဲ့ပေါ့ထားပါတော့ကံကံအကျိုးကိုယုံကြည်မှုမရှိဘဲနဲ့နိယတဆိုတာမြဲတာမြဲသောမိစ္ဆာတ္တိအယူကိုစားရင်မနောတုဇရဲ့ကမိစ္ဆာတ္တိယူအပ်တယ်ကလျာဏဘုဒ္ဓရှင်အဆင့်ရောက်နေတဲ့ဘုရားဘာသာတွေအတွက်မိစ္ဆာတ္တိမရှိဘူးပယ်သက်စရာလည်းမလိုဘူးတတိပဒံမှာဟိုတော့အဘိဇာနဲ့ပြာပါဒါကိုစားရင်အဲ့ဆိုပြချင်းဟောထားပါတယ်လို့ဒါလေးခွဲခြားသိရှိဖို့ပြန်ပြဖြေကြပါတယ်